ဒီကနေ့ကျွန်တော်ဖတ်ပြမှာကတော့တကော ခေါ်တဲ့ online magazine တွင်ဖော်ပြထားတဲ့ဆရာဆိုင်မန်ရေးသားထားတဲ့တစ်ချိန်ကခင်မင်ဘူးကဲ့သူများတို့ဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်တစ်ချိန်ကခင်မင်ဘူးကဲ့သူများတို့ပြီးခဲ့တဲ့ရက်ကကျွန်တော်စီကို Telegram ကဓာတ်ပုံလေးတစ်ပုံ ရောက်လာပါတယ်ဘယ်သူပုံလဲဆိုတော့ လွန်ခဲ့တဲ့၄နှစ်ကဆုံးသွားတဲ့ကျွန်တော်တငယ်ချင်းရဲ့တပ်ပုံဖြစ်နေတယ်။ကျွန်တော်တစ်ချက်ပဲကြည့်ပြီးယခုချိန်ထိတက်မကြည့်ဖြစ်တော့ဘူး။ကျွန်တော်တငယ်ချင်းကတာမန်တင်းမောသားတယောက်ပါ။ပြန်လာခါနီးတင်းမောပေါ်မှာရုတ်တရက်ဆုံးသွားတာဖြစ်တဲ့အတွက်သူ့ရဲ့နောက်ဆုံးခီးကိုအနည်းဆုံးကပ်မှကပ်ပြီးတချူလိုက်ရတယ်။ကျွန်တော်တို့ဆိုဒီကောင်ရဲ့မျက်နှာတောင်မမြင်လိုက်ရဘူး။ ဒီတော့သူဆုံးသွားပြီဆိုတာကိုသိတယ်ဆိုပေမဲ့ကိုမျက်လုံးနဲ့ကိုတိုင်းမမြင်မချင်းကျွန်တော်လက်မခံနိုင်သေးတာယနေ့ထိပဲဒါပေမဲ့သူကတကယ်ကိုဆုံးပါသွားတာပါဒီတော့သူ့ပုံနေမြင်ရတိုင်းကျွန်တော်ခံစားနေရတော့အသက်အရွယ်တစ်ခုအရာကျွန်တော်ကလူလက်ပိုက်အရွယ်မရောက်တရားလို့ပြောရမယ် 30ကျော်ပဲရှိသေးတာကိုဒီလိုအချိန်မှာတခါတလေစိတ်ညစ်တဲ့အချိန်စိတ်ပင်ပန်းတဲ့အချိန်တွေမှာအရင်ကငယ်တငယ်ချင်းတွေရဲ့ဓာတ်ပုံဟောင်းလေးတွေကို ပြန်မြင်ပြီးကျွန်တော်တို့ပျော်ခဲ့မှုတဲ့အချိန်တွေကို ပြန်စဉ်းစားမိတယ်အာနာမသိခင် ကျွန်တော်နိုင်ငံခြားမှာနေတုန်းကအိမ်ကိုလွှမ်းရင်တငယ်ချင်းတွေကိုလွှမ်းရင် အခုလိုဓာတ်ပုံဟောင်းတွေကို ကြည်ပြီး ပြန်အလွှမ်းပြင်ရင်ကြည်နူးရတယ်ဆိုပေမဲ့ အာနာသိမ့်ပြီးနောက်ပိုင်းဒုတိယကျင်းနိုင်ငံခြားကိုပြန်ရောက်လာတဲ့အခါမှာတော့တချိန်ကတငယ်ချင်းတွေရဲ့ဓာတ်ပုံဟောင်းတွေကိုပြန်လဲမကြည့်ချင်တော့တယ်လို့မြင်လဲမမြင်ချင်တော့ဘူးဒီဓာတ်ပုံတွေထဲမှာကြည်နူးမှုပျော်ရွှင်မှုတွေလည်းတစ်ခုမှမချန်တော့လို့ကျွန်တော်လူငယ်ဘဝကအပေါင်းအသင်းစုံနေများတယ်တခုချဖို့ကနေတထည့်ရေပေါ်စီအနုပညာအတိုင်းဝိုင်းတွေကလူတွေကအစားခင်မင်ရင်းနှီးတယ် ဒါကလည်းကိုယ်တိုင်ကအမှုပညာအလုပ်တွေလုပ်ခဲ့တာကြောင့်လဲပါတာပေါ့ဒီတော့ဒီလိုအပေါင်းအသင်းများတဲ့ကျွန်တော်ကလက်ရှိမှာတကယ်ငယ်ပေါင်းဆိုတဲ့ကောင်းတွေနဲ့စကားစမိတောင်းမပြောပြတော့သလိုတခါတလေဒီကောင်းတွေငါနဲ့ပေါင်းခဲ့တဲ့ပေါ်တာတွေပါလားဆိုတာကိုပါမေ့နေခဲ့တယ်ဒီလိုမေ့နေတဲ့ဆိုတဲ့နေရာမှာတချို့ကချက်ချင်းမုန်းခြင်းတွေအပြင် တချို့ကတော့ချက်ချင်းမုန်းချင်းမပါပဲကျွန်တော်ဘက်ကအလိုလိုလူရောစိတ်ရောဝေပြီးမေ့သွားတာဖြစ်တယ်။အာနာမသိငင်တော့ကပျော်ကြပါကြတောက်ကြစားကြနဲ့နေလာခဲ့တဲ့သူတွေနဲ့အာနာသိင်ပြီးနှစ်အပိုင်းခြားတစ်ခုကို ရောက်လာတဲ့အခါမှာတော့တကယ်ကိုသစိမ့်ပြင်းပြင်း ဖြစ်သွားခဲ့ကြတယ်။အဓိကကတော့ကျွန်တော်တို့က ခင်မင်နာကခင်မင်နာတပိုင်းသို့တော့ကျွန်တော်တို့ရတဲ့ဘက်တွေမတူညီတာကြောင့်ဘလောက်ပဲဒေလောက်အောင် ခင်ခဲ့မင်ခဲ့ကျွန်တော်မှပြောစရာစကားမရှိတော့တလို့သူတို့စီမှာလဲကျွန်တော်နဲ့ပတ်သက်ပြီးပြောစရာရှိမယ်မထင်တော့ဘူးဘတ်တူတဲ့သူတွေချင်းချင်းတောင်းယုံကြည်ချက်ချင်းမတူရင်ကျွန်တော်တို့ပေါင်းလို့အဆင်မပြေတဲ့ကာလမှာပြည်တွင်းကစစ်ကောင်စီလက်အောက်မှာကျန်ခဲ့ပြီးအစကတည်းကဘယ်ဘက်မှမရက်တီပဲ ကြားနေလို့နေပြီးပုံမှန်လို့ဖြစ်နေတဲ့သူတွေနဲ့ကျွန်တော်မှဘာမှပြောစရာစကားမရှိတော့ဘူးဒါချစ်ချင်းမုန်းချင်းမပါပဲအလိုလိုပြောစရာစကားတွေခံချောက်ပြီးရင်မချင်းဝေးကွာသွားခြင်းဖြစ်တယ်ဒီလိုခံစားချက်မျိုးကကျွန်တော်အပါဝင်တော်လန်ရေးဘက်မှာရက်တည်ခဲ့ကြတဲ့လူတိုင်းနှီးပါကြုံတွေ့ရမယ်ထင်တယ်ပြီးခဲ့တဲ့ရက်ပိုင်းကဘိုင်းတဝေးအစီအစဉ်မှာအောင်မြင့်မြတ်ပြောတာ ကြားလိုက်ရတယ်။အခုနေပြည်တွင်းမှာကြံခဲ့တဲ့သူတွေနဲ့ကျွန်တော်တို့ကဘာစကားတွေပြောကြမှာလဲတဲ့။ကျွန်တော်တို့မှလည်းပြောစရာမရှိတယ်လို့သူတို့မှလည်းဘာပြောရမှန်းသိမှာမဟုတ်ဘူးတဲ့။သူပြောတဲ့စကားကမှန်နေ။ကျွန်တော်တို့အနေနဲ့ပြည်တွင်းကစစ်ကောင်စီလက်အောက်မှာ ပုံမှန်လိုလက်ပတ်ပြီးကြံခဲ့တဲ့သူတွေနဲ့ဘာမှ ပြောစရာစကားကိုမရှိဘူး။ ြောချင်တာကပုံမှန်လိုလဲပတ်နေတဲ့ရေပေါ်စီတွေကိုဆိုလိုခြင်းဖြစ်ပြီးပြည်တွင်းမှာကြံခဲ့ပြီးအခုအချိန်ထိတကူစာ တော်လန်စဲကလစ်စဲလုံနေတဲ့တော်လန်ပြည်သူတွေကိုမဆိုလိုပါတော်လန်ဤဘက်မှာရက်ပြီးရန်ငါစီမပြတ်တဲ့တချို့သောဖားတပိုင်းငါးတပိုင်းသူတွေကတော့အခုချိန်ထိရေပေါ်စီဘောမအတိုင်းဝိုင်းနေအခင်မင်းမပြတ်ရှိနေတာကိုလည်း တွေ့ရတယ်အထူးသဖြင့်တော်လန်ရေးအောက်ကနေ အမေရိကရောက်သွားတဲ့တချို့ဆိုပြည်တွင်းကရေပေါ်စီတွေနဲ့ဟေလာဝါလာလုကြတော့ဒါကို အမြင်မတော်တဲ့သူတွေကထောက်ပြပြောပြမှာ ခြေလန်းတွေတန့်ကုန်တာပြောချင်တာကဒီကာလမှာအရေးကြီးဆုံးကရန်ကစီးပြတ်ဖို့ပါပဲအခုပြည်တွင်းမှာရုံရုပ်ရဲ့ ဂန်စတာရုပ်ရှင်ယုံတင်ဖို့ကြီးညာလာတယ်။တာမန်အချိန်ပုံမှန်အချိန်မှာဒီကောင်ယုံတင်ဒီစကားကပါတဲ့တရုပ်ဆောင်တွေရဲ့ဝိတ်နဲ့အောင်မြင်အောင်မှာသို့တော့ဒီကောင်ရဲ့ရည်တည်မှုကြောင့်လက်ရှိအချိန်မှာ အောင်မြင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ဒီတော့ဘာလို့လဲဆိုရင်ရေဘဲကိုအကြောင်းပြပြီးသူ့ရုပ်ရှင်ကိုလူဝင်လာဖို့အတွက်အတန်းရှင်းယူပါတော့တယ်။ဒီလိုအချိန်မှာ တချို့သောသူတွေက ရေဘေးဆိုတဲ့အတန်ကိုကြားပြီးဒီရောက်ရှင်ကိုတွားကြည့်ဖို့လုပ်ရင်လုံလာနိုင်ပါမယ်ဒီလိုမျိုးတွေးမိရင်ကိုယ့်အတွေးကိုဖျောက်ပါပြည်တွင်းမှာဒုက္ခရောက်နေတာ ရေဘေးတခုတည်းမဟုတ်ပဲတခြားစစ်ဘေးရှောင်တွေရှိသေးတယ်ဆိုတာကိုလည်းမမေ့ပါနဲ့ဒီကောင်တွေရဲ့ရုပ်ရှင်ကြီးမှာရေဘေးကိုလူနိုင်မှာမဟုတ်တာကိုလည်းသတိရပါရန်ကစီပြက်လက်စနဲ့ ပြတ်ဖို့ကိုမမေ့ကြပါနဲ့။နောက်ပြီးပြောချင်တာတစ်ခုက ကျွန်တော်တို့ဘဝမှာတေလောက်အောင် ခင်ခဲ့ရတဲ့သူတွေရှိတယ်။တေလောက်အောင်ချစ်ခဲ့ရတဲ့သူတွေလည်းရှိတယ်။ဒါပေမဲ့လက်ရှိအခင်းချင်းမှာတစ်ချိန်ကကျွန်တော်တို့ချစ်ခဲ့ခင်ခဲ့ကြတဲ့သူတွေကကိုယ့်တကူစားအတရဲ့အောက်မှာနေပြီးနှာဆင်းနေကြတာကိုကျွန်တော်တို့ကပြန်ပြီးနားလည်ပေးဖို့ဆိုတာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါအထူးသဖြင့်ပုံမှန်အခြေအနေတစ်ခုမဟုတ်တော့တဲ့ကျွန်တော်တို့တွေက ပုံမှန်အခြေအနေတိုင်းကြံခဲ့ပြီးတော်လန်ရေးမှာဘယ်နေရာကမှမပါဝင်ခဲ့ကြတဲ့သူတွေကိုဘာကိစ္စကြောင့်နားလည်ပေးရမှာလဲဘဝတွေအသက်တွေပေးပြီးတော်လန်နေတဲ့ပြည်သူတွေကိုအာနာတော့အပြင်စာနာတော့အပြင်ကျွန်တော်တို့ဘက်ကလည်း တော်လန်ရေးမှာမပါဝင်တဲ့သူတွေအပေါ်ထားရှိခဲ့တဲ့ငိုရှိရင်ဆွဲတန်ရုံးစင်တွေကိုဖျက်တောက်ပြီးနစ်နာတဲ့ပြည်သူတွေဘက်ကလူသားဆန်ဆန်ရက်တီပြဖို့လိုပါမယ်ဆိုင်မန်